တရင်ညလာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခက္ကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါတွင်ကာလမှာမြတ်စွာဘုရားဟာတဝရိသနတ်ပြည်တက်ပြီးတပိဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီကနေ့သူပြည်ကို ပြန်လေကြွာလာတဲ့အမတ်တရားနေ ဒီနေ့ဟိုပဲအဘိဓမ္မာခါတော်နေ့လို့ဆိုတယ်ဘိဓမ္မာခါတော်နေ့ဆိုတာဘိဓမ္မာတရားဟောတာကဝါဇုလာမြို့တရားနေ့ရစာပြီးတော့ဟောတာတရေညွတ်လာပြီးနေစဉ်ပြီးတယ်အဲ့တော့အဘိဓမ္မာတရားဟောလို့ဆုံးသက်တဲ့နေ့လို့ဒီလိုမှတ်ရမှာ ဒါကိုပဲအပြီးမှခါရောနေလို့ဆိုပြီးညမပြေမှမှတ်သားနားလည်ထားကြတယ်ပေါ့နော်ပြီးမှတရားစတင်ဟောတာတော့ဝါစုပြီးတဲ့ဝါစုတဲ့နေ့ကနေစပြီးတော့ဟောကြားခဲ့တာဖြစ်တယ်၃လကြာအောင်မြတ်စွာဘုရားပြီးမှတရားတော်ကိုတာဝန်သာနပြေမှဟောကြားပြီးဒီနေ့ပဝရဏပြုပြီးတဲ့အခါမှာတာဝန်သာနပြေကတရားမင်းဖန်ဆင်းတဲ့ ရွှေဆောင်နှံငွေဆောင်နှံပြမဆောင်နှံလို့ဆိုရဲဆောင်နှံလေကားကြီး300ရာနေပြီခန္ဓာတပြိတ်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူနေမြတ်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီတရင်ညွတ်လာပြီနေဆိုရင်တရင်ညွတ်လာပြီတရင်ကျွတ်ပြီဆိုပြီးတော့ရှောက်ပြီးတော့လဲချပတ်ကြတော့ မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်တရားလို့ဆိုဒီကနေ့ဟာမြတ်စွာဘုရားတို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူကြီးကိုကြံပြန်လေးကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်ရဲဆိုတဲ့ပူဇော်ဝဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့တရင်ညွတ်လာ တောရိန္ဒာနတ်ပြည်ကပြန်ကြွားတဲ့အခါနောက်မြတ်စွာဘုရားကိုကြီးညိုပြီးတော့လူတွေကစင်မီနဲ့ပူဇော်ကြတယ်လို့ဒီလိုပြောင်းလဲချမှာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရေညိုလက်ပြည်နေ့မှာမိထွနာတော့ကတိကနက်ခတ်လို့ခေါ်တဲ့မိနက်ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာရမိထွညာတာဖြစ်တယ် ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းရတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုရဲမိထွန်းမွေးကျင်းပသလိုပဲကိုယ့်ရဲ့အစဉ်လာရလှုပ်ကြတာမြန်မာပြည်ကဘုရားဘာသာဝင်တွေကတော့မိထွန်းတာတော့အဲ့ဒီကတိကနက်ခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဖ ೇನೆ မြတ်စွာဘုရားကို ချိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သတင်းညွှန်လာပြီးနေ့မှာမိထွန်းတယ်လို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုပ်ဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့အလုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့နက်ခတ်ပွဲအနေနဲ့မိထွန်းတယ်မိအလှဆင်ပြီးတော့မိထွန်းတယ်ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဝါဒတွေကတော့ပြောင်းလိုက်တာဒါက ဒီဖះကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းထားတာဖះကိုစုဆိုဂျိုကြီးကိုလုံးကိုပူဇော်တာကောဘုရားဘာသာဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖះကိုစုကို ပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပူဇော်မှုဖြစ်လာဂျိုပူဇော်တာကတော့ကုသရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်တော့ကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ် ရတယ်စိတ်ထဲမှာအာယုံပြုလိုက်ရုံနဲ့ပဲကုသိုလ်တွေအများကြီးဖြစ်သွားပြီတော့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖယားနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်တမန်လို့မအောင်မိတယ်နဲ့ဥပမာမဲ့ကြည့်စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောင်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြီးတော့ဆိုလိုင်းခင်းတဲ့ကြောင်အစည်းတရာ ရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးเนาะအဲ့တော့တံမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလမ်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတံမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တံမိုးပတ္တမกว่าတယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတံမိုးချင်းกว่าတတ်တယ်အဲ့တော့တံမိုးရှိတဲ့ဟာကိုရအောင်ထိုးလို့ရမယ်ဆိုတော့နှလုံးသွင်းတရားလေးထားပြီးတော့အစဉ်လာမှုလောက်တာမဟုတ်ပဲနဲ့ အထိပ္ပယ်ရှိရှိတို့ဘာဖြစ်လို့သရဉ္ဇလာပြီမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင် တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွရောက်လာတဲ့မြတ်စွာဘုရားကိုခေယုကျပူဆော်သောအဖြစ်တို့တွေပူဆော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဆော်တဲ့အနေနဲ့ အဘိဓမ္မာခါရောနေကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်။ဘုရားပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်။သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော်။ယရဏသုံးပါးကို ပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့။အကျိုးကျေးဇူးခြင်းအမှန်တမ်းမှာကွာခြားတယ်လို့သူဆိုတယ်။အဲ့ဒီမှာ မြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာတရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြေရောက်သွားတဲ့နတ်သားနှစ်ယောက်ရှိတယ်။အဲ့ဒီနတ်သားနှစ်ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲ။သို့တော့တဦးနဲ့တဦးဟာလှူတဲ့အတိုင်းတပမာဏမတူဘူး။လှူတဲ့ပုံကိုယ်တွေလည်းမတူဘူး။ အဲ့ဒါလေးကိုခရုစိုက်ပြီးတော့မှတ်သားထားဖို့တယောက်ကတော့အင်ကုရဏတာလို့ခေါ်တယ်ဘိဓမာတရားဟောတော့မယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနာမှာဘုရားနဲ့အနီးမေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတဏတာကဘိဓမာတရားနာဖို့ဘုရားနာရောက်နေတယ်အဲ့သူနောက်နာကအိန္ကဆိုတဲ့နတ်တာသူနဲ့ရှင်ရဲ့အင်ကုရဆိုတဲ့နတ်တာအဲ့ဒီနတ်တာနှစ်ယောက်ကလည်းပဲမေတော်ကြီးအနီးပါမှာထိုင်နေကြတယ် တဖြည်းဖြည်းတရားဝဲစတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြအဲ့လိုရောက်လာတဲ့အချိန်မှာအိနကနတ်သားကထိုင်မြဲနေရမှာ ထိုင်နေသူကဘုံတကူချီးတယ်အင်ကုရနတ်သားကျတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပြေးလိုက်ရတယ်သူတို့ကျတော့အရှိန်ဝါချင်းမတူလို့ရှင်သူကရှေ့ရမထိုင်ရဘူးเนาะသူကသူ့အလိုအလျောက်ကို အရှိန်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပေးတာနောက်လာလိုက်ဆုတ်ပေးလိုက်လာလိုက်ဆုတ်ပေးလိုက်နဲ့ဆိုဖရာနဲ့ဆက်နေယူဇနာလာဝေးသွားတယ်တေယူဇနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီဆက်နေယူဇနာဝေးသွားတယ်အဲ့ဒီအဝေးလောက်ကျမှသူထိုင်လို့ရတယ်သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုတ်နောက်ရောက်သွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်အင်ကုရဏ္ဍာကိုလမ်းမေးတယ် နေကောငါနမ်းမမထိုင်ပဲနဲ့နောက်ဆုတ်ဆုတ်ပြီးတော့သွားတာဒီအိန္ဒကနတ်သားကတော့ငါနားလေးတွင် ထိုင်နိုင်တယ်သူကဘုံလူကိုချီတယ်ဘာလို့နောက်ဆုတ်ပေးရတော့ဆိုရှင်ပြားတဲ့တပည့်တော်ကုသိုလ်ကောင်းမှုလူပြေမှာလုံးချတာချင်းတူပါတယ်တဲ့အိန္ဒကနတ်သားဟာသူကရှင်အနုရုဒ္ဓမထေရ်မြတ်ယဟန္တာမထေရ်မြတ်ကိုဆွမ်းခံလာတာဆွမ်းတဆွမ်းမဲ့သူ လောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့ သူကနတ်ဖြစ်လာပြီးတော့ဘုံတို့ကိုချိန်နေတာသူကတော့တပည့်တော်ကတော့တဲ့၁၂နှစ်ကြာထမေးချောင်းစီနေစဉ်နဲ့အမြတ်လူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့တပည့်တော်ကုသိုလ်ကညံ့သွားတယ်ဘာလို့ညံ့နှုံဆိုလို့ရှိရင်သူကယဟန္တာပုဂ္ဂိုလ်လဲလှူလေရတယ်လှူလေရလို့သူယင်နေနှလုံးထဲမှာဖြစ်တဲ့တရာစေရနာရီဆွမ်းအားလဲကြီးမာတယ်ပေါ့ခဏလို့စိန်လေးဟာတပွင့်နေပဲဖြစ်စီနော် တတ်မိုးချီးတယ်သူကတော့လမ်းခင်းကြောက်တည်းရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေအလူခန့်တဲ့ပုဂ္ဂိုလ်တွေက၅ပါးသီလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရနေတဲ့လူတွေသီလလည်းမလုံးဘူးတရဏဂုံလည်းမရှိဘူးဆိုတဲ့တာမန်လူလူခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှာလည်းသိ ပြီးတော့အာရတင်တယ်မှုမရှိဘူးသူခင်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လေသူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြတတ်လို့ပဲ သူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံ့ဖျင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်အဝါမရှိပါဘူးနတ်တော်ဖြစ်တယ်ဒါပေမဲ့အရှိန်အဝါချင်းမတူဘူးလို့ဆိုလို့ လူလူပြောရင်တော့ຢາထူးငယ်တယ်ပေါ့နော်ကိုယ်ရຢາထူးကြီးတဲ့လူလာရင်နောက်ဆုတ်ပေးရတယ်မဟုတ်လားပဆန်ချမ်းသာတဲ့လူလေလာရင်လည်းနောက်ဆုတ်ပေးချတယ်လူတွေကအဲ့ဒါလို့ဖြစ်တာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးတွေကလည်းပဲတတိတစားလှုပ်ထားတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်ထားတို့စနစ်တကျလှုပ်ကြရမယ်ဖြစ်တယ် ဒီအမတ်တမဲလှူတာတဏ္ဍမျိုးတွေမလုံးရဘူးပြီးတော့လှူတဲ့ကိုလှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအီချင်းသီလသမားတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဒီလိုခေါ်တာဖြစ်တယ်အဲ့တော့လောကမှာအခုမြတ်စွာဘုရားကိုပူဇော်လိုက်မယ်ဆိုရင်ဖះတော့အီချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေဖះဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေ့ခန္ဓာမယားမှာတာဝန်ဒေသနတ်ပြည်ကကြွလာတဲ့ဖះဟော ငါတို့ပူဇော်ရတယ်လို့စိတ်ထဲမှာအလောက်ညွှတ်လိုက်ရင်ကိုပဲကုသိုလ်ကောင်းမှုတွေအများကြီးရတယ်ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်ခုနကရှင်ပါသီလာဆောက်တည်လိုက်တယ်ဒီသီလာဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်တယ်လို့ခေါ်တယ်ဒီကနေ့ငါရှင်ပါသီလာဆောက်တည်ပြီးတော့ဥပုသ်ဆောင်းလိုက်မယ်ဒီဥပုသ်သီလာဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်ဖျောင်းနိုင်တဲ့တိုင်းထွန်းရင်လည်းဒီ ဒီမိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဆော်ပါတယ်လို့ပန်းလေးတစ်ဝင်းလှူရင်လည်းဒီပန်းဟာတဝရိန္ဒနတ်ပြည်အပြီးဓမ္မတရားဟောပြီးပြန်ကြွခဲ့တယ်မြတ်စွာဘုရားကိုမျက်မှန်းပြီးပူဆော်ပါတယ်ဆိုရင်ပူဇာရဟေပူဇေယတော်ဗုဒ္ဓေဝယတိဝတာဝကေပပိစာသမတိတ်ကံတိတိဏ္ဍသောကပရိတဝေစိန်ဟာတံမိုးမဖြတ်နိုင်တယ်လို့ပဲအဲ့လိုပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဆော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုကတံမိုးကြီးတယ် လမ်းခင်းနဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေထုတ်ကဘလောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေထုတ်ကြီးကြချီချီနော်အဲ့ဒါလို့ကြွယ်ပြားချာနာသွားတယ်လို့ဆိုတာလေးကိုတာဝရိသနတ်ပြည်မှာဗိဓမတရားဟောရင်မြတ်စွာဘုရားဒါကိုဟောခဲ့တယ်အဲ့ဒါကြောင့်မို့ကုသပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာနေဒူးနေမြတ်တို့ဆိုဒီမှာမြတ်စွာဘုရားတာဝရိသနတ်ပြည်ကပြန်ကြွတယ်အဗိဓမခါရုံနေဖြစ်တယ်ဆိုတာတစ်ခု မြန်မာလူမျိုးတွေအစင်လာရဗုဒ္ဓဘာသာမှာဖြစ်ခင်ကသတင်းညွှန်မိထုံးမွဲတွေလှုပ်ကြတယ်။ဒါကဘာသာတရားနဲ့မသက်ဆိုင်ဘူးเนาะ။အဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသကောင်းမှုရသွားတယ်အများကြီး။နောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်။ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာအတူတကနေထိုင်ကြပြီးတော့ဝါလသတင်းဝါလကျပ်ပြီးဆိုရင်ခေးထွက်ကြတယ် ဟိုနဲ့ဒီနဲ့နေကြတယ်ရှေ့တုန်းကတော့အမြဲနေတဲ့နေရာမရှိကြဘူးဒါကြောင့်မို့ခီးထွက်ကြမယ်ခီးထွက်တဲ့အခါဒီပဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲဒီယဉ်ကျေးမှုကဘာတော့ဆိုလို့ရှင်ကိုယ့်ကိုယ်မပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရမှာ request လောက်ထားဆိုလို့ရပါတော့ သူပေါ်မှာပြောစရာရှိပြောပါမညာမတာပြောပါလို့ဆိုလိုတယ်နော်ဒါယဉ်ကျေးမှုတစ်ခုပဲလူတွေရဲ့ယဉ်ကျေးမှုတုံးနဲ့တူဆိုပါစို့ဒီလူတယောက်မဟုတ်တာလို့တာကြားတယ်မဟုတ်တာလို့တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတော်ပြီမပြောရဲလို့မပြောဝဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုတာမျိုးတွေဟာ ရှင်ကျေမှုကိုပြပြစေတယ်ပေါ့နော်ရှင်ကျေမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ်မြတ်စွာဘုရားကယဟန်တော်တွေကိုစီလုံးညီညွတ်စေခြင်းတယ်ဒါကြောင့်မို့တပားနဲ့တပားဟာဖိမန္တကပြုထားတာပဝရဏလို့ခေါ်တယ်ဖိမန္တကပြုတဲ့နေ့ဘယ်လိုဖိမန္တကပြုတုံးဆိုရင်ပဝရဏယဉ်ကျေးမှုမှာတန်ခံပန္တိပဝရေမိဒိဋ္ဌိနာဝသူတ္တိနာဝပရိသင်္ခာယဝါ ရှန်တစ်ပါးကတပါးချင်းတန်ဃာတွေကိုရှောက်ရမှာဖြစ်တယ်။အရှင်ဘုရားတို့တဲ့တပည့်တော်ကိုဒီအပြစ်မြင်ရဖြစ်စီအပြစ်ကျူးလွန်ရဆိုတာသတင်းကြရပဲဖြစ်စီရှင်ဘုရားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စီတပည့်တော်ကို ပြောဆိုကြပါတတိပေးပြောဆိုပါနော် ဝရန္တုမံအာယတမံတော်ရှင်ဖျားတို့ပြောကြပါဒီလိုဆိုလို့ရနော်အနုကမ္ပံဥပါဒါပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းတရားနဲ့ပြောရမယ်ဒေါသနဲ့အပြစ်ရှာတာမျိုးတော့မဟုတ်ရဘူးနော်လူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမံအာယတမံတော်အနုကမ္ပံဥပါဒါတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါ တပီတော့အကျိုးလူလာတဲ့စိတ်နဲ့ပြောပါတယ်ပတ္တန်တော်ပฏิကရိတာမိရှင်မယားတို့ပြောတာကိုတပီတော့ကိုယ့်ကိုပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့တပီတော့ပြင်မမယ်နောက်မဖြစ်ရအောင်စောင့်စည်းပါမယ်ဆိုတော့တလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့เนาะဘဝရဏဘွဲဘဝရဏဘွဲနဲ့ဘုရားဘာသာဝင်နေဘုန်းကြီးတွေဘဝရဏပြုတယ်ဆိုတာကြားမှုကြလိမ့်မယ်အဲ့ဒီဘဝရဏပြုတာဘာလို့ထားတော့ဆိုရင် တပါနဲ့တပါเนาะအပြစ်ရှင် ပြောပါတကယ်အပြစ်မှန်နေဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲเนาะအဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရဉ္ဇလဆိုလို့ရှိရင်ဩကတာကရောဂျိုနဲ့ကရောအဲ့ဒီကရောတာဟာလည်းပဲအပြစ်ရှိလို့ရှိရင်ပပျောက်စေရန်လို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်เนาะဩကတာထဲမှာပါတဲ့အတိုင်းပေါ့เนาะ ကာယကံဝစီကံမနောကံတို့ ਨੇ ပြောဆုံးပြီလို့ရှိရင်ပြုလုပ်ပြီလို့ရှိရင်စိတ်ထဲကကြံစီပြီလို့ရှိရင်ထိုအပြစ်တို့ပျောက်ပါစေခြင်းကျုံဟာဆိုလူကြီးသူမတွေမိဘတွေကိုခရော့တယ်လောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှမရှိတဲ့ယဉ်ကျေးမှုအဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူး ကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းမှန်မဲနေလို့ရှင်အဲ့ဒီပြစ်ကဘာဖြစ်တုံဆိုလို့ရှင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်မအောင်နိုင်မှုသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားမိဘကို စော်ကားပြီးပြန်မတောင်းမှန်မှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တယ်ဆိုလို့ရှင်သူ့ရဲ့ဘဝတိုးတက်မှုတွေကထင်သလောက်မတိုးတက်ဘူးအဟံတားတွေဖြစ်လာတယ်တည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက် မတောင်းမှန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတမျိုး သူဖြစ်တာကတမျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောင်မွားကြလို့ရှိရင်အဲ့ဒီတိုင်သွားဖြစ်တတ်တယ်။ကြောက်ရတယ်ပေါ့ဒါမှမဟုတ်ဒီတန်တရာခྱི་တော့အမှားမလုပ်မိစေနဲ့ဆိုတဲ့မှာကြည့်တန်တရာခྱི་တော့နေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှန်လို့ရှိရင် နောင်တစ်ချောင်းလုံးကိုဟာအဲ့ဒီအဖြစ်ဆိုးခံရတဲ့ပေါ့တခါတော့ကအမျိုးသမီးတယောက်ဟာဖះရှိခုဖះဘူးသွားတယ်စေဒီပထိုးပေါ်မှာဒီအညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးရောပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရိညာမရိနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော် ဘေဟာမရီယာလှုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်။အဲဆဲဆိုသည် အပြစ်ကြောင့်မလို့သူကပြစ်လျာဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်။ဒီကိုကလှုပ်လိုက်တဲ့အပြစ်တစ်ခုကကိုပေါ်ပြန်ဆွတ်တယ်။အဲ့ဒါကိုတတိထားရတယ်။နေစဉ်ဘဝမှာနေလို့ရှိရင်လည်းကိုကကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ကိုလှုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်။ကိုစီပြန်ရောက်လာတတ်တယ်။ကြားဘူးကြားလိုက်မယ်။ ဒီဩဩစတြေးလျအဘော်ရီဂျီနီစလူရိုင်းနေရှိတယ်ကျွန်းနေလူမူလာမူလာကျွန်းနေလူသားတွေเนาะမူလာကျွန်းနေလူသားတွေဩစတြေးလျအော်ဇီလို့ခေါ်နေတယ်ဩစတြေးလျနိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်ကောက်လက်နက်ကခက်ကောက်ကောက်ကြည့် အဲ့ဒါပြစ်လိုက်လို့ရှင်သူစီပြန်ရောက်လာသူထဲပြန်ရောက်လာအဲ့ဒါလိုပဲလူတယောက်က ကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေ့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုစီပြန်ပေါ်လာတတ်တယ်အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလှုပ်တာမဟုတ်ဘူးเนาะကိုလှုပ်တာကိုကဥမာမဲ့လူတယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ် ကွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုအဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်ကိုယ်စီပြန်ရောက်တယ်မလွဲမသွေပြန်ရောက်လာတတ်တယ်ကောင်းတာလုပ်ရင်လည်းကောင်းချိုးတွေကိုယ်စီရောက်လာနိုင်တယ်မကောင်းတာလုပ်ရင်လည်းမကောင်းချိုးတွေရောက်လာတယ်အဲ့ဓာတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာကောင်းချိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှိရင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာ မမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုကျုံမြင့်ချူမပြောမိအောင်မဆိုမိအောင် စိတ်ထဲမှာမဖြစ်မိအောင်เนาะတခါတော့ကဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ဝဲစားထွက်လာတယ်ပျော်ဝဲစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတော်နဲ့တွေ့တယ်ယဟန္တာတော်နဲ့တွေ့တော့သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီရဟန္တာက ပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူကဟင်ဒီကိုယ်တော်ကပြုံးနေတယ်ဇတ်တပင်ကနဲ့တူတယ်လို့ပြောနော်သူတို့ဇတ်တပင်ကတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေမြဲတမ်းပြုံးနေလားမပြုံးနေလားမသိဘူးပြုံးနေရတာပဲသူတို့ကနော် စပွဲကတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီဆိုအဲဒီကူရောကပြုံးနေစသဖြင့်ငါနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေးသားဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆိုသဖြင့်တဲ့မျိုးရိုးတဲ့သွားဖြစ်ပြီးတော့ပွဲကနေရတာခုခေတ်ကတော့ ဟိုအနုပညာလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေခင်ကတော့သဘောမကျကြဘူးအပွဲကနေရပွဲကနေတော့ခုနကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုစွန့်လွတ်ပြီးသူကပါလိုက်ပွဲကားရတဲ့အဆင်ရောက်အဲဒီဇာလန်အကြောင်းကိုပြောတဲ့အခါမှာ သူတို့ယဟန္တာကိုပြစ်မှားပြီးပြောခဲ့လို့တဲ့ဒါလက်ဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ ကံကြမ္မာရဲ့သဘာဝတရားကသူကအမားတစ်ခုမလုံလိုက်နဲ့လုံလိုက်လို့ရှင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်တော့ကိုယ်စီပြန်ရောက်တယ်အဲ့ဟာတတိထားရတယ်နော်ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပိုဆိုးတယ်အဲ့ဒါဒီတုပ္ပဗုဒ္ဓထင်တယ်သူကပြည့်စုံကဗုဒ္ဓကဝှထားတဲ့အဝေါ်ကလည်းပဲ ိုကောင်းတဲ့ဝတ်မှမဟုတ်ဖဲနဲ့တက်ခေါက်ဆိုးတဲ့ဝတ်ကိုဝတ်တယ်အနေထိုင်ညညပပနေတဲ့အခါမှာသူကဘယ်ကအนูကဘယ်ကအนูကြီးလဲမသိဘူးလို့ပြောလိုက်တာအဲသူကဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်တွားပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ကိုလုတ်တဲ့လုတ်ဒီကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင် ကိုသတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဟာဒီကိုကိုပြည့်ရှင်ပြောပါအဲ့ကြရင်တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနကအပြစ်တရားကြေးအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီယဉ်ကျေးမှုအရာဘုရားဘာသာဝင်တို့အတွက်ဒီတရင်ညလာပြည့်နေဆိုတာနေရုနေမြတ်ဖြစ်တယ်နေရုနေမြတ်အခါသမယမှာ လှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်အဲ့ဒါလိုနေထိုင်ပြီးတော့ကုသကောင်းမှုလုပ်ကြမှာဖြစ်တယ်ဓမ္မမိတ်ဆွေတို့တော်ကောင်းအပေါင်းတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကိုယ်စိတ်နှပြစမ်းမချမ်းသာကြပါစေလို့ဆုတောင်းမြတ်တော်